ုတိယဘဝတိုးတက်ဖို့ရာအတွက်ကြိုးစားပြီးဆိုတဲ့အခါမှာစီးပွားဥစ္စာရှာတာပဲဖြစ်ဖြစ်ပညာရှာတာပဲဖြစ်ဖြစ်ကိုကျင့်တရားကျင့်ကြံကြိုးကိုအထုတာပဲဖြစ်ဖြစ်နံပါတ်1အရေးကြီးဆုံးကတော့ချမ်းမမှုဆိုတာအရေးကြီးတယ်ယောဂဝေဒနာခင်းဖို့ဟာအရေးကြီးတယ်အဲယောဂဝေဒနာခင်းတယ်ဆိုတာဟာသဘာဝယောဂရနေတာဘယ်လိုလုပ်ခင်းနိုင်မလို့ဒီလိုမေးကောင်းမေးလိုက်မယ် သို့သောလူတွေဟာကျမ်းမာအောင် နေတဲ့ဤစနစ်ကရှိပါတယ်။ကျမ်းမာအောင် နေထိုင်ရမယ်။ယောဂဖြစ်ခြင်းအကြောင်းဟာ ရှင်မျိုးရှိတယ်။အဲ့ဒီရှင်မျိုးတွေကဒီကံ့ကြောင့်ဖြစ်တဲ့ယောဂဖြစ်တဲ့ဆိုတာကံဟာအကြောင်းတစ်ခုအနေနဲ့သာပါတာ။ကျန်တဲ့ခုနှစ်မျိုးကလူနဲ့ပဲသက်ဆိုင်တယ်။လူနဲ့ပဲသက်ဆိုင်။ကိုယ်ကိုယ်တိုင်ပြုပြင် နေထိုင်မယ်ဆိုရင်ကျမ်းမာလာနိုင်တယ်ပေါ့နော်။ကျမ်းမာလာနိုင်တယ်။ အဲ့တော့ယောဂဖြစ်ခြင်းအကြောင်းဆိုတာတလိ့ကြောင့်လည်းယောဂဖြစ်တယ်၊တီးချေကြောင့်လည်းယောဂဖြစ်တယ်၊လေကြောင့်လည်းယောဂဖြစ်တတ်တယ်။တီးချေတို့တလိ့တို့လေတို့ ਨੇ ပတ်သက်ပြီးတော့တတိထားပြီးချွတ်ကျင်တဲ့တမားနဲ့သို့မဟုတ်မိမိအစာအစာကိုခရုဆိုင်ပြီးတော့နေဖို့လိုအပ်တယ်။ဒါကအကြောင်းသုံးပါ။နောက်တစ်ခါဒီတီးချေတလိ့လေသုံးမျိုးပေါင်းသွားတဲ့ဟာကိုတဏိပါတာလို့ခေါ်တယ်။ ဘိန်းတော်ဆရာစီသွားရင်ဗာပြောလဲတဏိဘတ်ယောဂါဆိုတာအဲ့ဒါပြောတာကုံပေါင်းပြီးတော့ဖြစ်နေတာနေတိကျေတရိတ်သုံးခုပေါင်းပြီးတော့ဖြစ်တဲ့ယောဂမျိုးကိုတဏိဘတ်ယောဂါတော့ခေါ်တယ်အဲ့ဒီလိုယောဂမျိုးတွေနောက်တစ်ခုကျတော့ဥထုဝိပရိနာမသာယာတိဥရုဖောပြန်လို့ဖြစ်တဲ့ယောဂါလည်းရှိတယ်နောက်တစ်ခါဒီအနေထိုင်မတက်လို့နေတက်ထိုင်တာမရှိဘူးအကြာကြီးထိုင်နေ အကြာကြီးဒီကျမရေးအတွက်ထိခိုက်လောက်အောင်အလုပ်တွေလုပ်တယ်ဆိုလို့ရှိရင်လေဒါဝိသမပရိဟာရစာလို့ခေါ်တယ်6ခုမြောက်အဲ့ဒီလိုခါမျိုးပါလေယောဂဖြစ်စေတတ်တယ်နောက်တစ်ခုကဘာလို့ဆိုရင်ပယောဂနောက်ဥပက္ကမသူများရဲ့လုံလာကြောင်လေယောဂဖြစ်တယ်ကိုယ်ကြောင့်လုံလာဥပမာလူတစ်ယောက်ကကိုယ်ရိုက်တယ်ရိုက်တဲ့တိုင်အကြောင်းယောဂဖြစ်တယ် အဲ့ဒါကိုကိုစိတ်ဆိုးပြီးတော့လုပ်တယ်အဲ့ဒါလည်းယောဂဖြစ်တယ်အဲ့တော့အဲ့ဒါကိုဥပက္ကမလို့ခေါ်တယ်ခုနှစ်ခုနောက်ကံဆိုတာကျတော့ရှစ်ခုမြောက်လို့တော့ယောဂရခြင်းအကြောင်းကအဲ့ဒါလိုရှင်မျိုးရှိတယ်အဲ့ရှင်မျိုးတွေကကံကြောင့်ဖြစ်တာတစ်ခုပဲကုမရမယ်ဆိုခက်ခဲပဲဇန္နာတွေကတော့မိမိကိုယ့်ရဲ့အနေထိုင် မတက်သည့်အတွက်ကြောင့်ဖြစ်လာတဲ့ယောဂတွေဆိုအနေထိုင်တတ်အောင်လုပ်ဖို့လိုအပ်တယ်ပေါ့ဒါကြောင့်အလုပ်တစ်ခုစူးစမ်းထုတ်တော့မယ်ဆိုရင်နံပါတ်1ကျမ်းမာမှုကအရေးကြီးတယ်တရားထုတ်ရင်လည်းကျမ်းမာရမယ်ကောင်းတဲ့အလုပ်တွေလုပ်ထားမှသမျှကျမ်းမာမှုကိုရှိဦးစွာအရင်ဆုံးလုပ်ရမယ်ဒါကြောင့်မို့အရောချက်ပရမလာဘလို့ဆိုတဲ့စကားကိုမြတ်စွာဘုရားဟောတာရတဲ့ထင်မယ်တဲ့အကောင်းဆုံးကတော့ကျမ်းမာမှုကိုရခြင်းပဲ ယောဂကင်းမှုရခြင်းဟာအကောင်းဆုံးရခြင်းပဲ။ဘာကြောင့်လို့ဆိုရင်ရွှေရင်ငွေတွေရတာမကောင်းဘူးလားကောင်းတယ်။နော်။ဘလောက်ဖယ်ရွှေရင်ငွေတွေရ ကျမ်းမာမှုဆုံးရှုံးသွားပြီဆိုရင် ကိုယ့်ဖို့အိဗယ်မရှိတော့ဖြစ်။အဲ့ဒါလို့ကျမ်းမာမှုရမှကျန်တာတွေဟာပို့ပြီးတော့အိဗယ်ရှိတယ်။ဒါကြောင့်မို့ရှေးဥစွာကျမ်းမာရမယ်လို့ဆိုတာ။နောက်တစ်ခုအရေးကြီးတဲ့အချက်ကတော့ဘဝတိုးတက်ဖို့အတွက်နံပါတ်1ကကိုချင်းတရားဟာအရေးကြီးဆုံးပဲ။ ကိုကျင့်တရားပြက်ပြားသွားလို့ရှိရင်လူဟာအလုံးပြည့်စည်သွားနိုင်တယ်ကိုကျင့်တရားမပြက်ပြားရဒါကြောင့်မို့ငါးပါးသီလဆိုတာကို လူတွေကအလေးနဲ့မထားကြဘူးအလေးနဲ့မထားလို့အဲပဏ္ဏတိပါဒအာပဏ္ဏတိပါဒတို့တော့မရှောင်နိုင်ဘူးနော်ပဏ္ဏတိပါဒမရှောင်နိုင်မရှောင်နိုင်လို့ရှိရင်သူ့ရဲ့အကျိုးကဘာလို့ဆိုသူများကိုဒုက္ခပေးသူများကိုတတ်တယ်ဖြတ်တယ်တတ်ဖြတ်မှုကိုကျွလွန်နေဆိုရင် ကိုယ်အသက်တူပါပဲကိုယ်မှာယောဂဝေဒနာတွေများလာမှာပဲဘဝမှာအသက်တူတာတို့ဖြစ်လာမှာပဲကိုယ်မရှောင်ဘူးဆိုရင်လည်းကိုယ်တတ်မဲ့လူပေါ်လာမှာပဲအဲ့ဒါကြောင့်မလို့ဘဝမှာ အောင်မြင်အောင်လုပ်ဖို့ဆိုတာကြတော့ဒီငါးပါးတီလာ အမြဲတမ်းအရေးကြီးတယ်တပါးမှရှော့လို့မရဘူးငါးပါးတီလာဟာငါးပါးတီလာ လုံးပြည့်စုံမှဆိုပါစို့လူဖြစ်လာလို့ရှင်ချမ်းသာရမယ်အသက်ရှင်ရမယ် ပါဏတိပါဒလုံရင်ကျမ်းမာတဲ့အသက်ရှိတယ်။အရိဏတဏလုံလို့ရှင် ပစ္စည်းဥစ္စာမပျက်စီးဘူး။ကာမေတုမိစ္ဆာစရာလုံရင်လူအတိုင်းဝဲထဲမှာဂုံရှိသေးရှိရှိတယ်။ဘုသာဝရလုံလို့ရှင်ကိုယ်ပတရားဆွဆွဲတာဒီမခံရဘူး။သူရမေရိယလုံလို့ရှင် အိုင်ကျူမြင့်နေအသိဉာဏ်ရှိတယ်ဆိုဟောဒါတွေရှိမှပဲလူ့ဘဝဆိုပြည့်စုံတော့။ဒါကြောင့်မို့တိလလို့ဆိုလိုက်တာနဲ့တကယ်နဲ့ဒီဟာက အလေးနဲ့ထားပြီးတော့ ကိုယ်မှာပြည့်စုံအောင်ကြိုးစားမှာဖြစ်တယ်။မကြိုးစားနိုင်လို့ဆင်ခြေပေးပြီးတော့နေမယ်ဆိုလို့ရှင်ဒီထဲကတစ်ခုရော့ရင်တစ်ခုခံမှာပဲเนาะခုခေတ်လူတွေကြည့်လေမွေးလာကလေးကယောဂဝိရဏတွေထူပြောတဲ့လူတွေရှိတယ်။မွေးလာကလေးကမွေးမွေးပြီးတည်သွားတဲ့ပုဂ္ဂိုလ်တွေရှိတယ်။ဒါပြောရင်တော့တောင်ချမြောက်ချချမှာပေါ့เนาะသို့သောတည်သွားတယ်ဆိုကြတဲ့ကသူကပဏာတိပါဒတွေများခဲ့လို့ပဲဒီလိုပဲ ဘွေးဘွေးချင်းတည်သွားတယ်ဝန်းထဲကတည်သွားတယ်ဒီလိုဟာမျိုးတွေရှိတယ်။တော့ပဏာရိပါတ္တလုခင်းခဲ့တဲ့ပုဂ္ဂိုလ်ဟာကာအစီရင်ဖြစ်တာတောင်းတခြားလူတွေတည်သွားပဲသူကတည်ချင်မတည်တာ။ကျန်ရင်ဖမှာလွတ်တာတွေရှိသေးတယ်လေ။ဒါကြောင့်မို့ကံတရားရဲ့ဆောင်ရှောက်မှုကမတမပို့အရေးကြီးတယ်လို့သူတို့ဆိုလို့တယ်။ဒါကြောင့်မို့ဒုတိယလိုအပ်ချက်ကတိလ။နောက်တစ်ခုလိုအပ်ချက်ကဘာလို့ဆိုရင် ကိုယ်တဲ့အသက်အရွယ်ကြီးတဲ့ပုဂ္ဂိုလ်တွေရဲ့ဆွဆုံးမမှုဩဝါဒပေးမှုဟာဒါလည်းပဲကြီးပွားတုတ်တက်မှုတွေအရေးပါတယ်ပေါ့လမ်းညွှန်မှုအတိုင်းလိုက်လာဆောင်ရွက်တယ်အဲ့ဒါလိုလိုက်လာဆောင်ရွက်လို့ရှိရင်ဘဝကိုယ်ဘဝကိုတိုးမြင့်တဲ့နေရာမှာအင်တာမတ်တာမိုးရှိတယ်အဲ့တော့နောက်တစ်ခုကဘာလို့ဆိုရင်သုတကြားမြင်စီးပွားရတယ်သုတကိုလိုချင်လို့ကလေးတွေကြောင်းထားတာဖြစ်တယ်ပေါ့ เจ้ามาตื่นရတဲ့ဟာတွေကတုဒ္ဒတွေပဲဖြစ်တယ်ပေါ့အဲ့ဒီတုဒ္ဒဆိုတာကိုသင်ယူရမှာသင်ယူမှာဘဝကိုတိုးမြင့်ပေးလို့ရတယ်နောက်တစ်ခုကတော့ဒီဘဝမှာဓမ္မလို့ဆိုတဲ့မှန်ကန်တဲ့လမ်းကြောင်းတရားမြတ်တမှုနဲ့ချင့်ချံကြိုးကို အထုတ်ဖို့လိုတယ်ဓမ္မနဲ့အတ္တမဆိုတာနှစ်ခုရှိတယ်တရားမြတ်တမှုတရားမြတ်တမှုမရှိချင် ဆိုလိုတာကဓမ္မဆိုတာသူစေရတရားအဓမ္မဆိုတာဒုစေရတရားအဓမ္မဖြစ်တဲ့ဒုစေရတရားကိုရှောင်ပြီးတော့ဓမ္မလို့ခေါ်တယ်သူစရိုက်တရားကိုရှင်းသုံးရမယ်အဲ့ဒါမှဘဝကိုတူးမြင့်အောင်ဆောင်ရနိုင်မှာဖြစ်တယ်နောက်တစ်ခုအရေးကြီးဆုံးကတော့စ조사အာထုံမှုပဲဆုံးနစ်ပြီးတော့ပြင်းနေမယ်ဆိုလို့ရှိရင်ဘဝမှာဘယ်လိုမှတူးမြင့်လို့မရဘူးတဲ့ကိုယ့်ဘဝကိုမြင်မအောင်ကိုယ်ကိုယ်တိုင် 調査じゃめそういう調査もはあえちそうめ。やっさぴゃでけんこの脈がね調査ぶべ。あまり豊じゃれしてる。老家ルーダーりはてててたた逃げんじゃれ。調査あとも弱ねじゃれ。だちゃんを突ててんだろうも突てたろとそうろで。だちゃんをこぼわこ突てあん。見まあん調査じゃめそういうဒီအချက်တွေဟာအမှန်တမ်းအရေးပါတဲ့အချက်တွေဖြစ်လို့ ဒီအချက်တွေကိုပြည့်စုံအောင်လုပ်ပြီးတော့ကိုယ့်ဘဝကိုတိုးမြင့်အောင်ကြိုးစားရမှာဘဝအဆင့်တိုးမြင့်ရေးဆိုတာဒီအရေးတွေဟာအမြဲတမ်းအရေးပါတဲ့အလုပ်တွေဖြစ်လို့ဒီလမ်းကြောင်းအတိုင်းပဲရှောက်လှမ်းကြရမှာဖြစ်တယ်။အကယ်၍ဒီထက်ကလမ်းကြောင်းတွေကအရာတွေကိုပြည့်စုံအောင်မဆောင်ရွက်နိုင်ဘူးဆိုရင်ဘဝတိုးမြင့်ရေးအတွက်အခက်အခဲကြုံမှာပဲဖြစ်တယ်။ကိုယ့်ဘဝဟာတိုးမြင့်မဲ့အစားနှိမ့်ချသွားနိုင်တယ်ပေါ့။ဒါကြောင့်မို့လူတိုင်းလူတိုင်းဟာ ကိုယ်ဘွားကိုမျက်နှိုးတယ်ခင်မင်းတယ်ခြိပွားတိုးတက်ခြင်းနဲ့ဆိုရင် အခုဖော်ဆောင်ထားတဲ့လမ်းကြောင်းအတိုင်းတို့တွေဟာတိုးတက်တယ်ဆိုတာဟာသီလအပြင်တိုးတက်ရမယ်တထာအပြင်တိုးတက်ရမယ်သုတတိုးတက်ရမယ်စာကားတိုးတက်ရမယ်ပညာတိုးတက်ရမယ်ဆိုတဲ့အဲ့တော့ဒီဟာကိုယ်ဘဝကိုတိုးမြင့်အောင် ပြုလုပ်နိုင်တဲ့ နီးစနစ်တွေကိုဆိုအဲ့ဒီနီးစနစ်တွေကိုဆူတောင်းနေရမှာလည်းမဟုတ်ဘူးเนาะဆူတောင်းနေရမှာမဟုတ်ဘူးကိုယ်တိုင်လှုပ်ကြရမှာဖြစ်တယ်ကိုယ့်ဘဝမှာလက်တွေ့ကြကြရှင်သုံးလိုက်နာခြင်းရှိမှသာလေဘဝဟာတိုးတက်မြင့်မားနိုင်တယ်ဆိုတာကိုမှန်မှန်ကန်ကန်မြင်မှန်ဖြင့်သိရှိပြီးဘဝတိုးမြင့်ရေးကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း